အောင်သူနဲ့သူမရဲ့ဈာမဖြစ်နေတဲ့ဤပေါင်ကျန်းတဲ့ကိစ္စကိုဖြေရှင်းလာတဲ့ပိုးဤခန့်အောင်သူနဲ့သူမရဲ့ဈာမဤပေါင်ကျန်းနဲ့ပြောလာတာကတော့တင်းဥဆောင်မိမိလေးပိုးဤခန့်ဖြစ်ပါတယ်ခုဆိုရင်ပိုးဤခန့်ဟာသူမဟာအောင်သူဤပေါင်တဲ့နန်းကိုနေတိုင်းရှူနေရကြောင်းလည်းပြောလာတာပါတင်းဥဆောင်မိမိပိုးဤခန့်နဲ့အောင်သူတို့ဟာတအုပ်နဲ့တူအမြင်နဲ့စနောက်ကပျော်ပျော်ရွှင်နေထိုင်တဲ့ကြားနဲ့ဇနီးမောင်နှံလေးပဲဖြစ်ပါတယ်ခုခါမှာတော့သူတို့လင်မယားမှာချိပေါက်တဲ့ပြဿနာတက်နေကြောင်းကိုပြောလာတာဖြစ်ပါတယ်ပိုးဤခန့်ရဲ့အဆိုအရအောင်သူရောသူမဤပေါင်တာကျန်းတယ်လို့ဆိုပါတယ် ဒါကြောင့်လည်းညဘက်ဆိုရင်တပူပူပေါက်ကြရလို့ပြောလာတာပဲဖြစ်ပါရင်ပိုးဤခန့်ဟာသူနဲ့အောင်တို့ဤပေါက်ကျန်းတဲ့အကြောင်းကိုအခုလိုပြောလာတာပါပိုးဤခန့်ကလင်းမယားဖြစ်သွားပြီဆိုရင်နှစ်ဦးနှစ်ဖက်တီးခန့်ရတဲ့အထဲမှာတယောက်ဤနန်ကိုတယောက်ရှူရတာလဲပါရလို့ဆိုရရင်တယောက်ကအတန်မြည်ပြီးတော့ဤပေါက်လုံးနားကြီးလို့တယောက်ကလည်းအတန်တိတ်နေဆက်လို့တယောက်ဤနန်ကိုတယောက်ရှူပြီးတော့အနံ့ပြင်းလုံးလို့ကောင်းနေတော်မူပုံနဲ့လို့ဆိုရရင်ဒါပြင်တယုတ်ဆောင်မင်းမီလေးပိုးဤခန့်ကသူမနဲ့အောင်တို့နှစ်ယောက်မှာဘသူကဤပေါက်တာကြမ်းပြီး ဘသူကအနံ့ပို့ပြီးတော့နှိပ်ဆက်တယ်ဆိုတာကိုခံမှန်းကြည့်ကြပါလို့ပြောလာတာပဲဖြစ်ပါရဲ့ရှင်။